ခုတစ်ခါမှာတော့ CI ကနေ BJ ပြောင်းတဲ့ BJ စာအုပ်တွေကို ထိုင်းနိုင်ငံအတွင်းမှာပဲအသုံးပြုခွင့်ရတော့တယ်ဆိုတဲ့သတင်းကိုလာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပုံမှန်တိုင်းဆိုရင် CI ကနေ BJ ပြောင်းတဲ့စာအုပ်တွေက ထိုင်းနိုင်ငံသားမကတခြားနိုင်ငံကိုပါသွားခွင့်ရမှာ ဖြစ်ပြီးတော့အခုဒီစနစ်ဒီတစ်ခါမှာတော့ CI ကနေ BJ ပြောင်းထားတဲ့စာအုပ်ကထိုင်းနဲ့မြန်မာတို့ကကူးတန်းသွားလာခွင့်ရမှာဖြစ်ပါတယ် ဒီအခြေအနေမှာတော့ CI ကနေ BJ ပြောင်းနေသူပဲပါဝင်มาဖြစ်ပြီးတော့အစကတည်းက BJ စာအုပ်ထုတ်ထားပြီးသားသူတွေကဒီအခြေအနေမှာမပါဝင်ပါဘူးလွန်ခဲ့တဲ့လတွေကတော့ထိုင်းဆိုရသတင်းသက်သက်မှာ CI စနစ်ကိုဖျက်သိမ်းမယ်ဆိုတာကိုထုတ်ပြောခဲ့ကြတယ် ။ CI ဆိုတာကတော့မြမအစိုးရဘက်ကနေ passport မလုပ်ပေးလို့ဖြစ်စေ၊လုတ်ချိန်မရလိုက်လို့ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံကိုအောက်လန်းကနေထွက်လာရသူတွေအတွက်ထိုင်းနိုင်ငံအတွင်းအထောက်အထားတစ်ခုအနေနဲ့သုံးဖို့ထုတ်ပေးထားတဲ့စောင့်တုပ်ပဲဖြစ်ပါတယ်။စီအိုင်ဆာအောက်ဟာထိုင်းနိုင်ငံအတွင်းနေထိုင်မှုနဲ့မြန်မာပြည်ပြန်မှုနှမျိုးပဲတုံးလို့ရပါတယ်။ပုံမှန်ရခင်ကအတိုင်းဆိုရင်တတရနိုင်ငံထွက်ဖို့နိုင်ငံသားတွိုင်းအထောက်အထားပြဖို့ကစီအိုင်လမ်းကြောင်းကိုဝင် အချိန်တစ်ခုဆောက်ပြီးရင်ပါစပို့ထုတ်ခဲ့ကြတာပါပါစပို့စာအုပ် ရပြီဆိုရင်တော့ဗေနိုင်ငံကိုမဆိုဗီဇာလျှောက်ပြီးသွားလို့ရခဲ့ပါတယ်။ယခုစနစ်အသက်မှာတော့ CI စာအုပ်ကနေပြောင်းတဲ့ပါစပို့တွေဟာထိုင်းနိုင်ငံတနိုင်ငံအတွက်သာသုံးလို့ရတော့မှာဖြစ်ပါတယ်။ CI ကနေပါစပို့စာအုပ်ပြောင်းလိုက်ပြီမဲ့နိုင်ငံကူးလက်မှတ်ဖြစ်မလာပဲနိုင်ငံဒေသတောက်တင်တော့မဲ့အထောက်အထားတစ်ခုထပ်မပို့တော့ပါဘူး။ တနေ့တခြားကြက်လာပြီလို့ပြောရပါမယ်။ထိုင်းအစိုးရကကြက်လိုက်မြန်မာဘက်ကကြက်လိုက်နေပါအစင်းပြောင်းသာနေကြပါလို့အကောက်ထိုးကနေတင်ထားတာကိုလာကောက်နှုတ်ပြတာဖြစ်ပါတယ်။ဒီကိစ္စက CI ကံပြီးတခြားနိုင်ငံ trouble ပြင်းနေတဲ့လူငယ်တွေအတွက်တော့ဝမ်းနည်းစရာဖြစ်ပါတယ်။ကိုယ်နိုင်ငံအခြေအနေမကောင်းလို့သူများနိုင်ငံမှာနေရတဲ့အပြင်မျက်နှာပါငယ်နေရတဲ့မြန်မာလူမျိုးတွေရဲ့အဖြစ်ကိုမြန်မာနိုင်ငံသားအချင်းချင်းကပဲနားလည်နိုင်ပါလိမ့်မယ်။ အခုလိုသတင်းတွေကိုလည်းထပ်ပြီးတော့တင်ဆက်ပေးအောင်မှဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ရှင်